ပတ်စဉ်ဗုဒ္ဓနေ့အတွက်ယဟန်ကြီးသတင်းစကားအစီအစဉ်မှာတော့ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် လူသမိုင်းမှောင်မိုက်ခြင်းစီတို့မျောလင့်ခြင်းအလင်းယူဆောင်လာပေးခြင်းဟုသောကောင်းစဉ်ဖြင့်အပတ်စဉ်ဗုဒ္ဓနေ့တိုင်းလူတို့တွေ့ဆုံခြင်းမှာယဟန်ကြီးဝေမျှခဲ့သည့်ထောက်ရှုချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်အပတ်စဉ်ဗုဒ္ဓနေ့တိုင်းလူတို့တွေ့ဆုံခြင်းနဲ့ဗုဒ္ဓယဟန်ကြီးအထွေထွေဩဝါဒခံယူခြင်းတွင်ဗုဒ္ဓယဟန်ကြီးလျော်၁၄က ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်ကျွန်ုပ်တို့၏နေစဉ်ဘဝများကိုလမ်းညွှန်ဥတီချက်ပေးနိုင်ကြောင်းဘဝအတိတ်ဘဲအတွက်တောင်းတမှုကိုဖြည့်ဆည်းပေးနိုင်ကြောင်းကဘာကြီးကိုမျှော်လင့်ခြင်းအလင်းပေးနိုင်ကြောင်းတို့ကိုမိမောင်းထုတ်ပြခဲ့ပါသည်ယမင်းကြီးလီယို14ကနိုဝင်ဘာလ9ရက်နေ့စိန့်ပီတာယဉ်ပြင်၌အပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းလူမှုတွေ့ဆုံခြင်းနဲ့အိုယမင်းကြီးထွေထွေဩဝါဒခံယူခြင်းတွင် ကျွန်ုပ်တို့၏လက်ရှိအချိန်ကာလသည်ပင် လက်ဝါကတ်တိုင် cross များစွာဖြင့်ပြည့်နှက်နေပြီး pascal ပွဲတော်မျှော်လင့်ချက်၏အာယုံမှုကို တောင်းတနေကြသည်ဟုမိန့်ကြားခဲ့ပါသည်။ဘာသာတရားသွန်သင်ခြင်းတွင်ပုံရမင်းကြီးကခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်စိတ်ကူးရင်သက်သက်မဟုတ် theory မဟုတ်ဘဲယုံကြည်ခြင်း၏အခြေခံဖြစ်သောဖြစ်ရပ်တစ်ခုဟုရှင်းပြခဲ့ပါသည်။ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် ရှင်ပြန်ထမြောက်ခြင်းကိုစစ်မှန်စွာယုံကြည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်ဘဝနေထိုင်မှုကိုတော်လှန်ပြောင်းလဲပစ်ခြင်းဖြစ်ကြောင်းဤပြောင်းလဲမှုသည်ခရိယံမျှော်လင့်ချက်ဤနုညံ့ပြီးရဲရင်သောစွာအဖြင့်ကဘာကြီးကိုပြောင်းလဲရန်ကူညီပေးနိုင်ကြောင်းလူသမိုင်းတစ်လျှောက်ဖျားရှင်အလင်းရောင်ကို အလားလားမှမမြင်ရသည့်နေရာ၌ပင်ကျွန်ုပ်တို့သည် ကိုရောဤတည့်တည်များဖြစ်ကြောင်းပါစကာမျှော်လင့်ချက်သည် စိတ်ပြတ်အားငယ်စေမည်မဟုတ်ဟုယဟန်မင်းကြီးကတိုက်တွန်းခဲ့ပါသည် ဆက်လက်ပြီးရှုပ်ထွေးနေသောဘဝအတွက်လမ်းပြကျယ်ဟုသောကောင်းစဉ်အောင်နှင့်ဆက်လက်ပြီးသခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုယဟန်မင်းကြီးကရှင်းပြရာတွင် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း၌ကျွန်ုပ်တို့၏ဘဝအတိတ်ပဲအတွက်တောင်းတမှုကိုရှာတွေ့နိုင်ကြောင်းအထူးသဖြင့်ဘဝအတိတ်ပဲကိုနားလည်ရခဲ့သည့်အခြေအနေများရင်ဆိုင်ရသည့်အခါတွင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကကျွန်ုပ်တို့ဘဝကိုမိမောင်းထိုးပြနေကြောင်း ကျွန်ုပ်တို့သည်ရှုပ်ထွေးနေပုံရသောဘဝများကိုဥတ္တရာရှာဖွေနိုင်သည့်လမ်းပြကျယ်ကိုအမြဲတမ်းကိုရော၌ရှာဖွေတွေးရှိနိုင်မည်ကိုအမခံချက်ရှိကြောင်းရှုပ်ထွေးနေသောဘဝများသည် မကြာခဏဆူသလိုရှုပ်ထွေးမှုလက်မခံနိုင်စရာ နားမလည်နိုင်စရာဆိုးကျိုးများဒုက္ခဆင်းရဲများသိခြင်းတရားနှင့် ကျွန်ုပ်တို့တူးချင်းစီအပေါ်တက်ရောက်သည့်အဖြစ်ပြက်များအဖြစ်တတ်မှတ်ခံထားရပါသည် ဆလဘီယာမင်းကြီးလီယို၁၄ကကျွန်တော်တို့ဤထိလွယ်ရှလွယ်ကြေကွဲလွယ်သော လူသားဘဝကိုရင်ဆိုင်ရသည့်အခါခရစ်တော်ရှင်၏ရှင်ပြန်ထမြောက်ခြင်းဟာ တို့အတွက်ရယူဆိုင်မှုနှင့်ကုစားခြင်းဖြစ်လာပြီးဘဝကကျွန်ုပ်တို့အားတူးချင်းစီသို့မဟုတ်ကဘာလုံးဆိုင်ရာအဆင့်တွင် လူသားတို့အားနေစဉ်ပေးအပ်နေသည့်ကြောက်မဲ့ဖွယ်စိန်ခေါ်မှုများရှိ၌ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် မျော်လင့်ချက်ကိုအားဖြည့်ပေးနေကြောင်းပါစကာရှူတောင်းမှကြည်လျင်လဝကတိုင်လန်းသည် အလင်းလန်းဖြစ်သည် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီကအခြေအနေအလုံးကိုထိုအလင်းသည့်ဖြင့်ပြန်လဲခြေရာခံရန်နာကျင်မှုနောက်ွယ်မှပျော်ရွှင်မှုကိုအယတာနှင့်ခံစားရန်စင်ခြင်းသုံးသပ်ရန်စသည်တို့ကိုပါတော်ဝင်များအားတိုက်တွန်းခဲ့ပါသည် ပြာဒိတ်ချံအခန်းကြီး၁အခန်းငယ်၁၇ရှိယေရှုကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်လူတိုင်း၏နေစဉ်ဘဝတွင် မြင်တွေ့နိုင်သောလက်ရှိအဖြစ်အမှန်ဖြစ်ကြောင်းပြသရန်အတွက်အသက်ရှင်သောသူအဖြစ်ကိုကိုကိုပေါ်ပြပုံကိုယဟန်မင်းကြီးကအလေးပေးထောက်ရှုခဲ့ခြင်းဖြစ်ပါသည်ရှင်ပြန်ထမြောက်ခြင်းသည်အတိတ်ကလက်လန်းမမိသောအရာမဟုတ်သခင်ခရစ်တော်၏ပါစကာနည်းနည်းရချက်သည် လက်လမ်းမမီသောအတိတ်ကဖြစ်ရတခုမဟုတ် လူသမိုင်းရှိအခြားသောဖြစ်ရများစွာကဲ့သို့အစဉ်လာတဲ့တွင် အခြေချသွားပြီးဖြစ်သည် သာသနာတော်သည်နှစ်စဉ်ပါစကာပွဲနှင့် နေ့စဉ်ပူဇော်သောကိုရမျက်ဆက်ကရမန်တူတို့ကိုကျင်းပခြင်းဖြင့်ရှင်ပြန်ထမြောက်ခြင်း၏အသက်ဝင်သော အမတ်တရဖြစ်ခြင်းကို ပြုလုပ်တွင်တင်နေကြောင်းပါစကာနေ့ရက်အချက်သည် ခရိယန်ဘဝ၏အဓိကအုတ်မြစ်ဖြစ်ပြီး အခြားရာအလုံးသည်လည်းပါစကားနှင့်နေရအချက်ဤပတ်လည်၌ပင် ရှိနေသည်ဟု ပြောကြခဲ့ကနေ့တိုင်းသည်ပါစကားပွဲနေ့ဖြစ်သည်ဟု ပြောနိုင်ကြောင်းသို့တော်လည်းဘဝတွင် ကျွန်ုပ်တို့သည် နာကျင်မှုဆင်းရဲဒုက္ခနှင့်ဝမ်းနည်းမှုပျော်ရွှင်မှုအံ့ဩမှုစိတ်ငြိမ်းချမ်းမှုတို့ရောရှက်နေသော မတူညီသောတွေ့ကြုံများကိုအချိန်နဲ့အမျှတွေ့ကြုံခံစားနေရပြီး အချိန်နေတိုင်းကိုဖြတ်တန်းပြီးနောက်နှလုံးသားသည် ပြေစုံမှုနည်းနည်းသောပျော်ရွှင်မှုကိုတောင့်တကြောင်းယမင်းကြီးကရှင်းပြခဲ့ပါသည် ရှင်းပြန်ထမြောက်ခြင်းသည် အလှဆုံးသောတည်င်းဖြစ်သည် လူတဘာဝ၏ဖြစ်ရမှန်ကိုရင်ဆိုင်ရသောအခါပါစကားကြီးညာချက်သည်သမိုင်းတလျှောက်တွင်ပဲ့တင်ထပ်ခဲ့မှုသည်။အလှဆုံးအပျော်ရွှင်ဆုံးနှင့် စိတ်လှုပ်ရှားစရာကောင်းဆုံးတည်င်းဖြစ်သည်၎င်းသည်အပြစ်ပေါ်မေတ္တာတရား၏အောင်မြင်ခြင်းနှင့် အသက်ဤသေခြင်းပေါ်အောင်မြင်ခြင်းကိုတည့်တည်ခံသည့်အနှစ်သာရဧဝံဂေလိသတင်းကောင်းဖြစ်သည်ထို့ကြောင့်ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးသားကိုဒုက္ခပေးနေသောသေခြင်းတရားအတွက်သခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကကျေနပ်စေနိုင်သည့်တခုလေးသော အရာဖြစ်သည် လူသားများသည်သူတို့အားဆွဲဆောင်နေသည့်လက်လှမ်းမမိနိုင်သောအရာတစ်ခုစီသို့အမြဲတမ်းကြိုးပမ်းနေကြသည် တခဏသာဖြစ်သော အရာဝတ္ထုတစ်ခုမျှကျွန်ုပ်တို့ကိုကျေနပ်မှုမပေးနိုင်ပါအဘဲကြောင့်ဆိုသော ကျွန်ုပ်တို့သည် အနတ္တနှင့်သာဝရစီတို့ဥတည်နေသောကြောင့်ဖြစ်သည်ဆက်လက်ပြီးသခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုဝေမျှရာတွင်ယဟန်မင်းကြီးကသခင်ခရစ်တော်၏တင်ញိုင်းကူသို့သွားရောက်ကြသည့်အမျိုးသမီးများသည်လဝကတိုင်မှာသေခံပြီးနောက်သခင်ခရစ်တော်၏ယုတ်ကလပ်ကိုနန္တာဆေလူယံတင်ញိုင်းသို့ သွားခဲ့ကြသည်သို့တော်လည်းကိုရော်၏ယုတ်ကလပ်ကို မတွေ့ရဘဲ အဖြူရောင်ဝတ်ထားသောဆန်းကျဲသောလူငယ်ကိုသာ တွေ့ဆုံခဲ့ကြကြောင်းထိုလူငယ်ကလဝါကတိုင်မှာတေခံတော်မူသော နာဇရက်မြို့သားယေရှုကိုတင်တို့ရှာကြ၏ကိုရောသည်ထမ်းမြောက်တော်မူပြီးဤနေရာ၌မရှိဟုရှမာကုခန်းကြီး6မာကုအခန်းကြီး6အခန်းငယ်6ကိုအကြောင်းပြုပြီးဏိဂုံးချုပ်အနေဖြင့်သခင်ခရစ်တော်၏ရှင်ပြန်ထမ်းမြောက်ခြင်းသည် လူဤသမိုင်းလမ်းကြောင်းကိုပြောင်းလဲခဲ့ကြောင်းပုံရံမင်းကြီးက မိန်ကြားနေကုန်ချုပ်ခဲ့ပါသည်။